American အစိုးရအနေနဲ့ Mass လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငယ်လင်းတန်းခခဲ့ရတဲ့ဒေသတွေမှာရှိတဲ့မြန်မာပြည်သူတွေအတွက်အကူအညီပေးမှုပေးရဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ American နိုင်ငံသားရဲ့ Marco Rubio တို့က Belgium ရဲ့နိုင်ငံ Brussels မြို့မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတရမှာ American အစိုးရအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရရေးလုပ်ငန်းစဉ်တွေပေါ်ဆောင်မှုကျွေးမဲ့ရမှာလူလားချက်အတိုင်းလှုပ်ဆောင်မှုအခက်အခဲတချို့ရှိပေမဲ့မြန်မာနိုင်ငံထဲမှာရှိတဲ့ငယ်လေးပေးတဲ့ဒေသတွေမှာ ကူအညီတွေပုံမပေးရနိုင်အောင်ကြိုးပမ်းနေရလို့ပြကြခဲ့တာဖြစ်ပါတယ်။အမေရိကန်အစိုးရဟာမန္တလေးငယ်လင်းတန်းဒေသတွေအတွက်ကနေဦးအနေနဲ့အမေရိကန်ဒေါ်လာနှစ်သန်းနဲ့ညီများတဲ့အကူအညီတွေပေးရနေခဲ့ပြီးအမေရိကန်ဒေါ်လာခုနှစ်သန်းအထိထပ်မံကူညီသွားမယ်လို့အတည်ပြုထားပြီးဖြစ်ပါတယ်။အမေရိကန်အစိုးရကစေလို့လိုက်တဲ့အကူအညီပေးရင်အဖွဲ့တွေကတဖွဲ့ဟာနေပြည်တော်မှာရှိတဲ့စပူသီရီအာကစားခွင့်နဲ့မှယာယီစိတ်ယုံဖွင့်လှစ်ထားပြီးတိကျတဲ့အရာရရှိသူတွေကိုလိုအပ်တဲ့စေဝါကူတာမှုတွေပြုလုပ်ပေးနေတယ်လို့သိရ 啊，没事。啊